ဲ့တော့ပြောရမယ်ဆိုရင်သမီးတို့ရေယောက်ျားတွေကဘာကြိုက်လဲပေါ့ယောက်ျားတွေကဘာကြိုက်လဲဆိုယောက်ျားတွေကမိခင်စိတ်ရှိတဲ့မိန်းမမျိုးကြိုက်တာပေါ့သူတို့အကျဉ်းသားယူရတဲ့မိန်းမသူတို့နှုတ်ထွက်မှုပေးတဲ့မိန်းမသူတို့နားလည်မှုပေးတဲ့မိန်းမနော်နောက်တစ်ခုကသူတို့ကိုခွန်အားပေးနိုင်တဲ့မိန်းမအဲ့လိုမိန်းမမျိုးတွေသူတို့ကကြိုက်တာပေါ့လူဆိုတာသူသူကိုယ်ကိုယောက်ျားဖြစ်ဖြစ်မိန်းမဖြစ်ဖြစ်ကိုယ်အတိမတ်ပြူတာချီကျူးခံရတာလူတိုင်းကြိုက်တယ် တော့ဆရာမတို့မိန်းမတွေကပါနှက်ဖို့လိုတယ်။ပါနှက်ဖို့လိုတယ်။ကိုယောက်ျားကိုနော်ညီညီသာသာ ပြော့ပြော့မြောင်မြောင်နဲ့ချုပ်ကန်တက်ဖို့လိုတယ်။ခစ်ကပြက်နေရလေ။ခစ်ကအရာအလုံးလွယ်ကူနေတာ။အရာအလုံးလွယ်ကူနေတဲ့ခစ်ကြီးမှာကိုယ်စိတ်ကိုကိုဘာလို့ဒုက္ခတွေပေးချင်ကြလဲ။ကိုယ်စိတ်ကိုကိုဒုက္ခမပေးနဲ့နော်။ကိုယောက်ျားကိုဖုန်းမဆက်လိုက်တာနဲ့ကိုကြီးစားကိုဖုန်းမဆက်လိုက်တာနဲ့ဘယ်နေရာမှာဘယ်ကောင်မှနေသွားပြီးတော့မှဘယ်လိုဖောက်ပြန်နေရလဲမသိဘူးလို့တန်းတွေးတာ။ ကိုယ့်ရဲ့အတွေးတွေကပဲကိုယ့်ဒုက္ခပေးတာဖြစ်တယ်။ကိုယ့်ရဲ့အတွေးအတိုင်းပဲ reset တွေရလာတာဖြစ်တယ်။အဲ့တော့မတွေးပါနဲ့။ကိုကုကုတန်ဖိုးရှိအောင်နေ။ကိုကုကုရည်ချင်းရှိအောင်ကြိုးစား။ကိုယောက်ျားကိုဘယ်တော့မှထားမသွားနိုင်တဲ့မိမမျိုးဖြစ်အောင်နေနေဖို့ပဲလိုတယ်။ဒီလား။အဲ့လိုပဲကိုကအိမ်တော့မကြသေးဘူးဆိုလို့ရှိရင်ကိုကြီးစားကိုမကိုဘယ်သူနဲ့မှမလဲနိုင်ဘူးဆိုတဲ့အနေထားမျိုးဖြစ်နေအောင်ကိုကုနေနေရမှာ။ကိုကုကုယုံကြည်မှုဖြစ်နေနေနေရမှာ။ ဆွဆွပြောတယ်လို့ပေါ့ကိုအကောင်းဆုံးနေပေးတယ်အကောင်းဆုံးလုပ်ပေးတယ်နားလည်မှုတွေအပြေပေးတယ်ဂျင်နာယူရမှုတွေပေးတယ်နောက်ချစ်ချစ်မြတ်တာတွေပေးတယ်ကိုချစ်သူကိုရည်စားကိုယောက်ျားကိုကိုချူချူတတကောင်းကောင်းမွန်မွန်နဲ့အကောင်းဆုံးဖြစ်မဲ့ life တစ်ခုကိုပေးရစမ်းနေမှာသူကတခြားမိမကိုသွားပြီးမှတာယာပြီးကြိုက်တော့ဝမ်းနေစရာရှိလို့လားဘာမှဝမ်းနေစရာမရှိဘူး तू ကသူ့ဘဝနဲ့တန်နေစီကိုသွားတာလေသိလား ဘာမှခံစားစရာမလိုအဲ့တော့ကိုလှုပ်ရမယ်ကိုဘက်ကကိုအပိုင်းကိုဒါကို သမီးတို့ကတာဝန်ကြည့်အောင်အစဉ်ပြေအောင်နော်ကိုပေးရမယ်ချစ်ချင်းမြတ်တာကိုဒါကောင်းဆုံးပေးလိုက်ကိုအကောင်းဆုံးချစ်ချင်းမြတ်တာကိုပေးပြီးသွားပြီဆိုရင်ဘလို့ရက်ဆက်ပဲရရခြေနဲ့တည်းဘဝကြီးရလေဘာမှမခြေနဲ့စရာမရှိဘူးအဲ့တော့ဇမတိချပြောမယ်နော်သမီးတို့တွေကိုကိုကိုနှိမ့်ဆက်နေကိုအတွေ့နဲ့ကိုအတွေ့တွေကကိုဘဝကိုပြန်တတ်တာမျိုးမဖြစ်စေနဲ့နော် ကိုဘွားလေးကိုကျေနပ်ပါကိုဘွားရဲ့ပဂတိအနေထားလေးကိုလက်ခံပါကိုဘွားကိုဘသူနဲ့မှမနိုင်ရှင်ပါနဲ့ကိုရဲ့အိမ်တော်ကြီးရဲ့အခြေအနေကိုလည်းဘသူအိမ်တော်ကြီးနဲ့မှမနိုင်ရှင်ပါနဲ့ကိုဘွားအကောင်းဆုံးပဲလို့ပဲခံယူထားပါနော်ကိုအကောင်းဆုံးနေစူးစမ်းနေရတဲ့နေ့မှာမကောင်းတော့ရောဝမ်းနေစရာမရှိပါဘူးအယောက်ျားတယောက်ကိုနော်ဆရာမလာလီပြောချင်တာ ဒါပြောလက်စားနဲ့ဇက်တိုက်ပြောပြီးတော့ပေါ့နော်နောက်ရကြလို့ရှင်ဆရာမစိတ်ထားလေးတွေဘဝနဲ့ပတ်သက်ပြီးမဘလို့ထားမလဲဆိုတာလေးတွေပါဆရာမ sharing